မိကွန်ရှောက်ခွင့်ပြုတော်မှာဗျာဘုန်းကြီးเจ้าတွေမှာမင်္ဂလာဆောင်လို့ရပါသလားဗျာတပိတော့မြင်မူတာကတချို့ဘုန်းကြီးเจ้าတွေမှာဆိုရင်မင်္ဂလာခမ်းမတွေဟိုပါတိဆောက်ပြီးတော့ဗောနော်ဒီလိုမျိုးအဲသူတို့သားသူတို့သမီးတွေနဲ့တွေ့ပြီးတော့အဲစီးပွားရေးတစ်ခုလိုမျိုးလုပ်နေတဲ့ပုံစံမျိုးတွေဗောနော်အဲ့လိုမြင်ခဲ့ရပါတယ်ဒါကြတော့ဒီလိုမျိုးပြုတ်ခွင့်ပေးထားတဲ့ဒီတန်ဃာတော်ကြီးအနေနဲ့ကဘယ်လိုမျိုးအာဘတ်တင်ပါသလဲဗျာဘယ်လိုမျိုးအပြစ်မျိုးထိုက်ပါသလဲအားလေးသိချင်ပါရဲ့ဗျာ အဲ့လေခမ်းမကိုငားစားကြတဲ့ကအဖြစ်ကဖြစ်နေပြီလေနော်ခမ်းမကိုပတ်စံပေးပြီးတော့ငားစားကြတယ်ဆိုကြတဲ့ကအဖြစ်ဖြစ်သွားပြီရဟန်းတော်လေးဆိုတာကဟိုစလို့အတိုးပေးတာလို့အဲ့လိုငားစားတာတော့မလုပ်ကောင်းဘူးလေအဖြစ်ရှိတယ်ဟိုကပိယာတွေလုပ်တယ်ဆိုတော့ဘုန်းကြီးပြောကမပါဘူးတမျိုးဒါတမျိုးပေါ့နော်ဘုန်းကြီးကိုယ်တိုင်ငါ့ကိုဒါပတ်စံအတိုးပေးတာလို့အခမ်းငားစားတာလို့ဆိုတာဒါအကုသို့ပဲအကုသို့လည်းဖြစ်တယ်ဝိနည်းရအဖြစ်လည်းရှိတယ်နောက်ခုနကလို့နော်မင်္ဂလာခမ်းမကိုအကြောင်းထဲမှာလာလုတ်တယ်ဆိုတော့ဒါတန်ဃာတော်တွေတက်ကဝိသဘကအာယုန်တယ်လေအရင်များတယ်စူညံတယ် เนาะလူရောဆောင်လာကြတယ်အမျိုးသမီးပေါင်းဆောင်လာတယ်เนาะအဲ့မှာတချင်းတွေဖွင့်နေဆိုတန်ဃာတွေနဲ့ဘလို့မှမအပ်စဘူးလေအဲ့တော့နိစ္စဂီတာသီလတွေလည်းအများကြီးကျိုးတယ်တရားအားဖြင့်တော့မင်္ဂလာဆောင်နေတဲ့ကျောင်းနေတဲ့ဘာသာနဲ့ဆိုရင်ဘာမှမပတ်သက်ပေမဲ့ဆက်နေမှုတွေရှိနေတယ်ငွေကြေးကိစ္စတွေဝိသဘာကအာယုံကိစ္စတွေနိစ္စဂီတာကိစ္စတွေအများကြီးဆက်တမှုတွေရှိတယ်အဲကြောင့်အနာတွေထောက်ဆောက်တော့အားဖြင့်ကျောင်းတိုင်းနဲ့မင်္ဂလာပေါင်းဘလို့မှမအပ်စဘူးမလုပ်တင်ဘူးဟုတ်တယ်ကျောင်းတိုင်းဆိုတာကတိတ်ဆိတ်ညင်သက်ရမယ်လေဆွေရရှင်ကဆုညံတာကိုမကြိုက်ဘူးပြောထားပြီးသားလေ ဲ့ကြောင့်တိတ်ဆိတ်ညင်တတ်မှဖြစ်တဲ့အတွက်ကြောင့်ဆိုလို့ဘာသာရေးကိစ္စတွေလုပ်ရင်တောင်မှဘာသာရေးကိစ္စတွေဥပမာဥစဉ်လို့ဘာကော်မန်ကွန်ပျူတာပွဲလို့နောက်တစ်ခါဥစဉ်လို့ကထိန်ပွဲလို့ဒါဘာသာရေးကိစ္စတွေဘာသာရေးကိစ္စလုပ်ရင်တောင်မှစုညံခွင့်မရှိဘူးနော်စုညံလို့မရအောင်ဟာကထိန်ပွဲလုပ်တာပဲဘာသာရေးလုပ်တာပဲဆိုတော့အဲ့လိုမျိုးလာမှအကြောင်းမပြနိုင်ဘုရားမှကြိုက်ဘူးလေတချို့ကဘာသာရေးကိုအကြောင်းပြပြီးတော့အပျော်တွေထဲကြတဲ့အခါမှာဘာသာရေးကလူတွေအမြင်မှာဂျွန်စီယာဖြစ်သွားတာနော်ယနေ့ခင်မှာလေအကြောင်းတချို့ဗုဒ္ဓဘာသာကိုအထင်သေးတယ်ဆိုတော့အဲ့ဒါတွေပါတယ်ဗုဒ္ဓရဲ့အဆုံးအမတွေကအလွန်အထင်ကြီးစရာကောင်းပေမဲ့ ဒီနေ့ကလူတွေကဗုဒ္ဓရဲ့အဆုံးအမကိုဖုံးကွယ်ပြီးတော့ကိုယ့်ရဲ့အတွေးတွေနဲ့လှုပ်ရှင်တာချက်လုပ်တဲ့အခါမှာသာသနာတော်ကိုလူတွေကအထင်သေးကုန်ကြတာဟုတ်ကထင်ပွဲလုပ်တယ်ဆိုတော့တကယ်တော့ကထင်ပွဲလုပ်တော့မကောင်းဘူးလားလွန်ကောင်းတာပေါ့နော်တန်ခါတော်တွေချမ်းသာဖို့တဲ့ပစ္စည်းလေးပါလူတွေပွဲပဲဒါပေမဲ့ကထင်ပွဲမှာမလိုအပ်တာကအတီးအမှုတ်တွေအကအခုံတွေငွေပရိသားပင်တွေပါလာတဲ့ကိစ္စလေဆိုတော့အဲ့ဒါကြောင့်ဆိုလိုတာကဘာသာရေးခန္ဓာမဲလုံးလုံးဘာပဲလုံးလုံးနဲ့ပြည်နေတာပဲလေကိုရင်မာကသူကမချက်ရဘူးဆိုတော့ဥပဒေမရှိဘူးဟိုပစ္စည်းတွေကို မကက်ဘဲနဲ့မကန်ရဘူးဆိုတာမျိုးမရှိဘူးဒါယဟန်မှာပဲရှိတာမချက်ရမပြုတ်ရမကန်ရဆိုတာယဟန်ဒီမှာပဲရှိတာအဲ့တော့ကိုရင်ကတော့ချက်လို့ရတယ်ဟင်းခူလို့ရတယ်နော်အဲ့တော့ကက်လို့ရတယ်ဆက်ဆက်မေးကုန်ပါရှင်ဗျာကိုရင်ရောငွေကန်ကောင်းပါသလားဗျာကိုရင်ကတော့ဘယ်ရမလဲသူစေပါသီလာမှာကလေးကစတရုပ်ပါရစတပရိခဏဝိရမနိသိခာပဏတမာရိယာမျိုးဆိုတော့ပါနာပဲစေပါသီလာမှာတော့ဆုံးပါတယ်အဲ့တော့ကိုရင်လည်းပတ်စံမကန်ရဘူးနော်